မင်္ဂလာပါပရိသတ်တို့အခုကြည့်နေတဲ့ပရိသတ်တွေထဲမှာပင့်ကိုကြောက်တဲ့သူတွေများပါလားရှင် တကယ်တော့ပင်ကူတွေကိုလူအများစုကကြောက်ရွံ့ကြပေမယ့်ပင်ကူများစုဟာစိတ်မရှိသလိုလူတွေကိုအကြောင်းမဲ့တိုက်ခတ်လို့မရှိကြပါဘူးဒီနေ့ဗီဒီယိုမှာတော့ပင်ကူကြောက်တဲ့ပရိသတ်တွေအတွက်ကမ္ဘာပေါ်ကအကြီးမားဆုံးပင်ကူမျိုးစိတ်တွေအကြောင်းကိုတင်ဆက်ပေးလိုက်ပါရစ်နံပါတ်1 Golden Six Weaver ဒီပင်ကူတွေကို Golden Six Weaver လို့ခေါ်ပြီးတော့မြန်မာလိုရွှေကျိုးရက်ပင်ကူလို့ခေါ်ကြပါရစ်ဒီပင်ကူတွေဟာတာမန်ပင်ကူမျိုးစိတ်တွေထက်အရွယ်အစားကြီးသလိုတန်မာပြီးလာပါကြပါရစ် ။သိပ္ပံအမီကဒီဖီလာလို့တိကျပြီးတော့ဒီပိကူတွေဟာနေရောင်နှင်းရောင်ရင်တလက်လက်နဲ့ရွှေရောင်ဝင်းနဲ့ပင့်ကူမြင်တွေကိုရှက်လုံနိုင်ကြပါရည်။ဒီပိကူတွေကိုအဓိကအားဖြင့်ဩစတြေးလျနိုင်ငံရဲ့တောအုပ်ထူတွေနဲ့သေးတံပိုးတွေမှာခြားတွေ့နိုင်ပါရည်။ဒီပိကူတွေဟာဩစတြေးလျနိုင်ငံရဲ့ကွဲပြားလာတဲ့ဇီဝစနစ်ထဲမှာရှင်သန်ကြပါရည်။ ဒီပင်ကိုတွေဟာဒီတိုင်းကြည့်ရင်သိတယ်။တာမင်ပင်ကိုတွေနဲ့တူတူလောက်ပဲလို့ထင်ရပေမယ့်ပင်ကိုအမာတွေဟာခြေတော့တွေကိုချောင်းလမ်းမအထိရှည်ထွက်အောင်ဆန့်ထုတ်နိုင်ပါ ರಿ ။ဒါကြောင့်မင်းဒီပင်ကိုစိတ်အထီးတွေဟာရှင်တန်မှုတွေအမာတွေပေါ်များစွာမိကိုရပါ ರಿ ။ပို့ပြီးတော့စဝင်စားစရာကောင်းတာကဒီရွှေကျိုးရဲ့ပင်ကိုဟာရက်လုံးလိုက်တဲ့သူတို့ရဲ့ပင်ကိုမြင်တွေဟာအမြင်အားဖြင့်လှပယုံသားမကဘဲနဲ့တန်မာပင်အတော်လေးကြမ်းခံပါ ರಿ ။သိပ္ပံပညာရှင်တွေဟာဒီပင်ကိုတွေရဲ့အမြင်ဟာအရွယ်တူစတိတွေထက်ငါးဆပိုတန်မာပြီးတော့ တဘာဝတိုင်းထွက်ရှိတဲ့တန်မာဆုံး fiber တွေဖြစ်ပါရည်။ဒါကြောင့်မေးသိပ္ပံပညာရှင်တွေဟာအပီကိုရီရဲ့အမြင်ဤသူ fiber တွေကိုဖန်နှင်းနိုင်ရင်ခွဲစိတ်တဲ့နေရာတွေကျိုးတွေနဲ့ကြီးကံဝတ်စုံတွေစတဲ့ဇီဝဇီးပညာဆိုင်ရာအင်ဂျင်နီယာဆိုင်ရာကိစ္စရပ်တွေမှာများစွာသုံးချနိုင်မယ်လို့ယုံကြည်ထားကြပါရည်။ဒီမီကိုရီဟာအကောင်ကြီးပြီးတော့အခုလိုရှေ့သွေးတွေကိုပိုင်ဆိုင်ထားကြတယ်ဆိုပေမဲ့လည်းတဘာဝအပြင်လူတွေပေါ်မှာတိုက်ခိုက်တာမျိုးမရှိကြပါဘူး။နံပါတ်2 Mexican Fire လေ Mexican မိချီတောင်ပင်ကူတွေကို ဖာချီဖယ်မာလို့လည်းတိကျပြီးတော့အစိတ်ရှိတဲ့ပင့်ကူမျိုးတကောင်ဖြစ်ကမက္ဆီကိုနိုင်ငံရဲ့ခွှဲရိုဒေသက၆တွေးတဲ့မြေပြင်တွေမှာနေထိုင်ကြပါရီ။ ဒီပင်ကိုရီဟာငါလဲမလောက်ရှေ့လျားပြီးတော့ပုံကွယ်တဲ့နေရာမှာဆရာတဆူဖြစ်ပါရင်သူတို့ကမြေအောက်မှာနေရတာကိုတက်တက်ပြီးတော့အခြားမျိုးကွဲတွေလိုမျိုးပဲထူးခြားတဲ့အကာအကွယ်တွေကိုပိုင်ဆိုင်ကြပါရီသူတို့ကထိမိရင်ရာရင်စေးတဲ့အမွှေးတွေဟာအနေရကြောက်နေပြီးလို့ခန့်စားရရရင်ထောက်မက်လာပါရီမက်ဆီကန်မိချီတာပင်ကိုရီဟာအသွင်ပြင်အပြင်လိမ္မော်နဲ့အနေရောင်ကိုချိုးချပေါင်းဆက်ထားပြီးလိမ္မော်တောက်နေတဲ့သူတို့ခြေောက်တွေကိုဆွဲပြုတ်ကမိချီတာပင်ကိုလိုခေါ်ဆိုကြတာပါဒီပင်ကိုရီဟာအသေးအဆရာကောင်းတဲ့ပုံစံပေါက်ပေမဲ့အများအပြားသောလူတွေကိုရှံပြူလေး မရှိပါဘူးဒီပိကူတွေဟာအသက်လဲရှိကြပြီးအဖိုတွေက9နှစ်ကနေ10နှစ်ထိတက်တန်းရှိကအမတွေက9နှစ်ကနေ10နှစ်ထိတက်တန်းရှိကြပါသည်နံပါတ်3 Glial Vegeta ပင်ကိုရီရဲ့လောကမှာဆီအားကြဆုံးပင်ကိုမျိုးစိတ်တစ်ခုဖြစ်ပြီးတော့ဒီပင်ကိုရီဟာဆနလမအထိအရှိရှိသလို6အောင်စားအထိအချိန်ရှိပါရီဒီလိုတိုင်းတာချက်တွေအကြောင်းမင်းဒီပင်ကိုမျိုးစိတ်တွေကိုကမ္ဘာပေါ်မှာကြီးမားဆုံးပင်ကိုရီဖြစ်သတ်မှတ်ထားကြပါရီ ကလိုင်းယားဗတ်တီတာလို့အမည်ရှိပေမယ့်တကယ်ဒီပီကိုရီဟာငှက်တွေကိုမစားသုံးကြပါဘူး။ဆက်ရှိရာစုတုံးကပကြီးဆရာတယောက်ဟာသူရင်ဆွေးခဲ့တဲ့ပကြီးကားပေါ်မှာမှောင်ရင်ဖော်ပြခဲ့တာကြောင့်အခုလိုနာမည်တင်သွားတာဖြစ်ပါရဲ့။ ထက်မြက်တဲ့အမြင်အာရုံကိုပိုင်ဆိုင်ထားပေမဲ့ဒီပိဂူရီဟာပတ်ဝန်းကျင်ကိုလေ့လာဖို့အာရုံခန်းစားမှုကောင်းတဲ့သူတို့ရဲ့ခြေထောက်တွေကိုအသုံးပြုကြပါရီခြေထောက်ကမှွေးမြင်လေးတွေကပတ်ဝန်းကျင်ကထုတ်လွှတ်တဲ့တုံခါမှုနည်းနည်းလေးကအစားအာရုံခန်းစားနိုင်ပြီးတော့ပင့်ကူကိုအန်နီယယ်တွေကနေကာဝယ်ပေးတယ်လို့အစားရှာရတာလည်းလွယ်ကူစေပါရီဒါပြင်ဒီပိဂူရီဟာတိုက်ခိုက်ခံရတဲ့အခါသူတို့ရဲ့မွေးတွေကနေထုတ်လွှတ်တဲ့စိတ်တွေကထိမိတဲ့သူကိုစွတ်စွတ်ရဆိုတဲ့ခန်းစားချက်ကိုခန်းစားရပါရီဒီပင့်ကူမာရီဟာတခါဥယင်ဥပေါင်း150လောက်ဥကြပါရီ နမနီဂျာရဲ့ Hasman Spider Deepiko မျိုးစိတ်တွေကလာအိုနိုင်ငံကမင်းမောင်နဲ့ဂူရီထဲမှာနေထိုင်ကြပါရီ Deepiko တွေကဖြည်းဖြည်းဖြောက်အယောင်ရှိပြီးတော့ရှေလျားတွေခြေောက်တွေကိုပိုင်ဆိုင်ပါရီ Pinko Phore ရဲ့ဒုတိယခြေောက်ဟာထူးခြားတဲ့အမွှေးတွေပါရှိပြီးတော့မောင်နဲ့နေရာတွေနဲ့လိုက်လုံးညီထွေရှိစေပါရီ Deepiko ရဲ့ထူးခြားချက်ကခြေောက်ကိုအရှိအကြီးဆွဲဆက်နိုင်တာဖြစ်ပြီးသူတို့ခြေောက်တွေဆွဲဆက်ပြီးဆိုရင်ထမင်းစားပကံပြားလောက်ထိကိုမှရှိပါရီဒါပေမဲ့ပုံမှန်ချိန်ဆိုရင်သူတို့ရဲ့ခနာကိုဟာနှစ်လက်မလောက်သာရှိလျားပါရီ ီပီကူရီယာအင်းဆက်တွေကိုစားသုံးရုံသာမကတခါတည်းရဲ့ချားမျိုးတူပင်ကူတွေကတက်ဖြက်စားသုံးလို့ရှိပါသေး။နံပါတ်၁ပင်ဘာထရန်တူလာဒီပင်ကူတွေဟာဘရာဇီးနိုင်ငံရဲ့အက်တလန်တိတ်တက်တော်ရီမှာနေထိုင်ပြီးတော့သူ့နယ်မြေမှာနာမည်ကြီးဆုံးသတ္တဝါတစ်ကောင်လေးဖြစ်ပါရီ ။သိပ္ပံနမည်ကလာစီရိုဒိုရာလို့ခေါ်တွေ့ပြီးတော့သူတို့ရဲ့ခြေထောက်တွေဟာ၁၇လမှထိကိုမှရှေ့လျားပါရီ။သူတို့ရဲ့ခနာကိုကိုတော့တုံခါနေတဲ့ပန်းရမှုတွေနဲ့လွမ်းခြုံထားပါရီ။ဘရာစီမျိုးစိတ်ပင့်ကူတွေဟာအားကောင်းတဲ့ဆယ်တွေပါရှိပြီးတော့ခုခံကာဝယ်ဖို့ရာရန်စေတဲ့အမှုတွေလည်းရှိနေပါရီ။အလိုအန္တရာယ်များတဲ့လက္ခဏာတွေပါရှိပေမဲ့လေဒီကောင်တွေရဲ့တည်ငြိမ်ပြီးတော့ရမပြူတက်တဲ့ကျင်နေကြမလို့ပင့်ကူချစ်သူတွေကြားမှာရေပန်းစားပါရီ။ဒီဗီဒီယိုထဲမှာတော့ကဘာပေါ်ကအကြီးဆုံးပင့်ကူတွေကြောင့်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရယ်ပြည်သက်ကြီးတို့ဤ။ ဒီပင်ကူတွေကပေကောင်ကိုကြောက်ဆုံးပါလိပင်ကူကြောက်တဲ့ပရိသတ်တွေလည်းကိုမမဖြစ်ခဲ့ပေးပါအောင်နော်အခုလိုဗီယိုလေးကိုစောင့်တီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်နော်ဒီတော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါရစေ